ငလင်လှုပ်ရှားမှုကြောင့်ဆိုရထွေလန်းနေပြီမဲငလင်လှုပ်ပြီးမီနီပိုက်ကြာဒီနီမော်လတနာချိန်မှာရေမြူပေါ်မှာတိုက်ပွဲဖြစ်နေတာကြောင့်ဒေသခံတွေပေါ်မှာထိလိုက်ကြောင်ရနေကြတယ်လို့သိရပါတယ်။မန္တလေးဆေးရှိဒီကနေ့မော်လ7:55မိနစ်ချိန်မှာမြန်မာတနေငံလို့တိုက်တာနဲ့အင်အား9တက်ကမှ9ရေချက်စတားစကေးရှိငလင်တခုပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့ပါတယ်။ ဲလိုလှုပ်ခတ်ခဲ့ပြီးတဲ့နော်ဒီကနေ့မော်လတနားမှာဇီးပြူးမြို့မှာရှိတဲ့တဝဲမြေကူတတားစစ်စေးကေမှာဒွန်လိုင်းတန်းတဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲဆပြင်းဖြစ်ခဲ့တာကြောင့်ဒေသခံတွေစိုးရိမ်ထိလန့်ခဲ့ရတယ်လို့ဆိုပါတယ် lady lady way lady lady ငရင်ကြောင်လမ်းပေါ်ထွက်ပြေးနေရချေစစ်ကောင်စီတပ်ကပစ်ခတ်တဲ့လင်းနေကြီးတွေကြောက်လာတဲ့အတွေ့ပုံမှုဆိုးရွထွက်လန်းနေရရှိကြတယ်လို့မြို့ခံတွေကပြောပါတယ် ှစ်ဖက်တိုက်ပွဲဖြစ်ခြင်းဟာမိနစ်30လောက်ကြာပြီးဒီကနေ့ညနေ3နာရီလောက်ထိစစ်ကောင်စီတပ်ဖွဲ့မှလည်းနေကြီးတွေပြစ်ခတ်နေသေးတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလည်းနေကြီးတွေဟာရေမျိုးကဒိုနေအီတွေပေါ်ကြောက်ပောက်ွယ်လေးရှိပြီးထိခိုက်မှုအခြေအတွက်နဲ့သိစိတ်အခြေအနေတွေကိုစုံစမ်းနေစေဖြစ်ပါတယ်။အင်အားအလုံးပြစ်ထန်တဲ့ငလင်းလှုပ်ခတ်မှုကြောင့်စကိုင်းမန္တလေးနေပြည်တော်တို့ကအဆောက်အအုံတွေပြောကြပြစီလေးရှိပြီး မန္တလေးစကိုင်းနေပြီးတော့မကွေးပဲခူးနဲ့ရှမ်းအစီတို့ကိုရေးပေါ်အခြေအနေဖြည့်တတ်မှန်ကြောင်းစစ်ကောင်စီကဒီကနေ့ကြီးညာလိုက်ပါတယ်။အာ